မင်္ဂလာပါရှင် တော်လှန်ရေးပေါ်များအားလုံးနဲ့တော်လှန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်29ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝေဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရှေဘုံမြို့နယ်တနေရာသို့တရဟုလေတမ်းမှတတ်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျင်းလျင်တည်းဖြင့် မနက်7:18မိနစ်ခန့်အချိန်တွင်ဒေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ကျင်းမြို့နယ်တနေရာသို့ရဒဝူးလီတပ်မှတက်သော Jet Fighter နှစ်စီးဖြင့်ဤလေ2:48မိနစ်နာရီ53မိနစ်နာရီ55မိနစ်3နာရီ3မိနစ်3နာရီ5မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဒီတိမ်မျိုးနယ်တနေရာသို့ ကလေးလေတက်မှတက်တော်ဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလျင်တည်းသည်ဖြင့်လေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်29ရက်17လ2025ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလေတက်နေပြည်တော်မကွေးမြစ်ချီနာမိတီလာလေတက်များမှ Jet Fighter ဝိုင်းတွဲဝိုင်း8 Gyrocopter နှင့် Paramotor များပြန်တက်မှုအကြိမ်ကြီး20ကြိမ်ခန့်ရှိခဲ့ပြီး မန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု9ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာဝယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏တတိပီးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကို သိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောအဝေဟင် Scalper တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည် ခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးရှင်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေ။